မင်္ဂလာပါ brighter mathematics ကနေကြိုဆိုပါရစေဒီချက်ဒီနေ့ဘာကြောင်းတော့ဆွေးနွေးမလဲဆိုရင် grade 12 mathematics ရဲ့ chapter 3 analytical solid geometry သင်ခန်းစာရဲ့အပိုင်းကိုဒီနေ့ဆွေးနွေးမှာဖြစ်တယ်အပိုင်းကိုမှာဘာကြောင်းရတယ်ကိုဆွေးနွေးမလဲဆိုရင် exercise 3.3က number 2 number 2က a b c d ပုံစံလေးပုံကိုဆွေးနွေးသွားမှာဖြစ်တယ် ဟုတ်ပြီအဲ့တော့ exercise 3.3ကိုတွားရအောင် exercise 3.3ရဲ့ level 2ကဘာပြောထားလဲဆိုရင် determine whether the lines PQ and RS are parallel or skew or intersect line PQ နဲ့ RS ကတဲ့ parallel ဖြစ်သလား skew ဖြစ်သလား intersect ဖြစ်သလားသုံးခုတွေကတစ်ခုမဟုတ်တစ်ခုဖြစ်သလားဆိုတာကို determine whether ဆုံးဖြတ်ပေးရမယ်တဲ့ ဟုတ်ပြီအဲ့တော့ parallel ဖြစ်လာအရင်စစ်မယ် parallel မဖြစ်ရင်သူကစကူဖြစ်ဖို့ဆိုတော့ဘာဖြစ်ရမလဲ intersect လည်းမဖြစ်ရဘူးကော parallel လည်းမဖြစ်ဘူး intersect လည်းမဖြစ်ဘူးဆိုရင်စကူဖြစ်မယ်ဟုတ်ပြီအကယ်၍တဲ့ intersect ဖြစ်ခဲ့ရင် if p2 and rs intersect intersect တာဖြစ်ခဲ့မယ်ဆိုရင် are they perpendicular သူတို့ကတောင်းပန်ကြသလား p2 နဲ့ rs က intersect ဖြစ်ခဲ့ရင်တဲ့အဲ့ဒီ p2 နဲ့ rs က တောင်းမန်ရောကြသလားတဲ့မေးထားတယ်။ဟုတ်ပြီအရင်ဆုံးဒီ၃မျိုးတည်းကဘာလဲဆိုတော့တို့အရင်စစ်မယ်။အဲ့ဒီတည်းမှာမှာ parallel ဖြစ်သွားတယ်ဆိုရင်ပြီးသွားပြီ။တမျိုးဖြစ်သွားပြီဆိုရင်80ဆက်တွက်စရာမလိုတော့။ Okay parallel မဖြစ်ခဲ့ဘူးဆိုတော့ဘာဆက်လုပ်ရမလဲဆိုရင်ဒီစကူဖြစ်မဖြစ်က intercept ပါမဖြစ်မှာ parallel လည်းမဖြစ်ဘူး intercept လည်းမဖြစ်ဘူးဆိုတော့မှစကူလို့ပြောလို့ရမှာဖြစ်တယ်။အဲ့တော့ parallel မဖြစ်ရင် intercept ဖြစ်လားဆိုတာကိုဆက်ရ intercept လည်းမဖြစ်ဘူးဆိုရင်သူဒီပါလေစကူဖြစ်သွားပြီဒီ line နှစ် line ကအဲ့ ဟိုအကယ်၍သူက intercept လည်းမဖြစ်ဘူးဆိုရင် intercept အကယ်၍ intercept ဖြစ်တယ်ဆိုရင်ဆက်ပြီးတော့မလုပ်ပြရမလဲ perpendicular ဖြစ်လားဆိုပြီးဆက်ပြီးတော့ sit ပြရမှာဖြစ်တယ်။ကဲဟုတ်ပြီအဲ့တော့သူကအရင်ဆုံး parallel ဖြစ်လားကို sit မယ်။ line တစ် line parallel ဖြစ်ဖို့ဆိုရင် တို့သိထားတာ line တစ် line ရဲ့ derived value သည်တခြား line တစ် line ရဲ့ derived values တွေရဲ့ multiples စာရိုးဂိမ်းတွေဖြစ်ရမယ်တဲ့။တနည်းအားဖြင့်ပြောမယ်ဆိုရင်သူတို့ရဲ့ derived value တွေရဲ့ ratio တွေတူရမယ်ပေါ့နော်။ အဲ့ဒါဆိုရင်အဲ့ဒီ line နှစ် line parallel ဖြစ်မယ်ဟုတ်ပြီအဲ့တော့ parallel ဖြစ်ဖြစ်ဖြစ်သိရအောင်အရင်ဆုံးဒီ line နှစ် line ရဲ့ derived value တွေကိုရင်ရှားရမှာဖြစ်တယ်ရှားဖို့အတွက်ပု္ပ္ပစာကဗာပေးထားလဲဆိုရင် pqrs point လေးကိုပေးထားတယ်သူက line ကဘာလို့လဲဆိုရင် pq line နဲ့ rs line အဲ့တော့ p နဲ့ q ကိုဆက်ရင် pq line ရမယ် r နဲ့ s ဆိုတဲ့ point နှစ်ခုကိုဆက်ရင် rs line ရမှာဖြစ်တယ်။ဟုတ်ပြီအဲ့တော့ပုံစံပေးထားတဲ့ point လေးကိုခြာရေးမယ်။ P2 ရဲ့ derivative value ရှာမယ် RS ရဲ့ derivative value ရှာမယ်ဟုတ်ပြီ P2 ရဲ့ derivative value လိုချင်ရင် P2 တဲက Q ရဲ့ point နေတဲ့က RP ရဲ့ point coordinate point တွေကိုနှုတ်မယ်သဆိုင်ရာဟုတ်ပြီ derivative value ဆိုတော့ P2 angle bracket ကလေးနဲ့ရေးမယ်နော်ဝင်မလို့မရဘူးသူ့ကိုတို့က L1 M1 N1 လို့ထားလိုက်မယ်ဟုတ်ပြီသူ့ကိုလိုချင်တော့ Q ရဲ့ coordinate တွေတဲက P ရဲ့ coordinate တွေကိုနှုတ်လိုက်မယ်4ရဲ့က ဝဲနှုတ်မယ်ဒီမှာ four ရဲ့ဝဲနှုတ်နောက်ဒီ five ထဲကဒီ two ကိုနှုတ်မယ်အဲ့တော့5-2ဒီ six ထဲက3ကိုနှုတ်မယ်6-3ချင်းလိုက်တော့ဒီက4-1 3ဒီကလည်း3ဒီကလည်း3ပဲရအောင်အဲ့တော့3 3 3 derived values တွေဟုတ်ပြီဒါဆို p ကျွဲ derived value တွေရပြီနောက်တစ်ခါ rs က derived value တွေရှာမယ် rs က derived value ဆိုတော့ s ထဲက r point ကိုနှုတ်မယ် RS scatterite ရဲ့ value တွေကိုတို့ကဘာနဲ့သတ်မှတ်မလဲ L2 M2 M2 လို့သတ်မှတ်ထားလိုက်မယ်ပြီးရင် R ရဲ့ coordinate 4ရဲ့က negative 2ကိုနှုတ်တော့4 plus 2ဒီ9ရဲ့က3ကိုနှုတ်တော့9 minus 3 11ရဲ့က5ကိုနှုတ်တော့11 minus 5ဟုတ်ပြီဒါလေးရှင်းလိုက်တော့ဒီက6ရသူကလည်း6ပဲသူလည်း6ပဲဟုတ်ပြီအဲ့တော့6 6 6 ဒီမှာကြည့်လိုက်တာလည်းသိပါပြီဒီကောင်ကဒီ666တွေက333ရပါလေနှစ်ဆရဖြစ်နေတယ်အဲသူတို့တို့ကပြိုင်မှာတော့တည်ကြသွားပြီအဲတို့ကပုံစံကြအောင်လို့20ကိုပြည့်စုံတွေ့ပေးရမယ်အဲတော့အချိုးတွေရှာကြည့်မယ် L1 by L2 M1 by M2 N1 by N2 အဲ့လိုမဟုတ်ပဲ L2 by L1 M2 by M1 N2 by N1 ရှာလဲရတယ်။ဟုတ်ပြီအဲ့တော့ရှာလိုက်မယ်။ L1 ကို L2 နဲ့စားတော့3ကို6နဲ့စားတော့1 by 2 M1 ကို M2 နဲ့စားတော့လည်း 3ကို6နဲ့စားရမလို့1/2 n1 နဲ့စားတော့လေ3/6မလို့1/2အဲ့တော့ l1 l2 m1 m2 n1 n2 တန်ဖိုး3ခုအားဖြင့်လေညီရယ်ညီရယ်ဆိုတော့ဘာဖြစ်လဲတခုရဲ့ derivative value တွေဒီကျန်တခုရဲ့ derivative value တွေရဲ့ဘာဖြစ်လဲ multiples ဖြစ်တယ်အဲ့တော့ p2 နဲ့ rs ပြိုင်နေပေါ့ ဟုတ်ပြီအဲ့တော့ဆိုတော့ပြိုင်သွားပြီနော်သုံးခုတည်းကပြိုင်ရင်ပြိုင်မပြိုင်ရင် intercept မပြိုင်ရင်စခုတခုခုဖြေရမှာအခုပြိုင်သွားပြီဆိုတော့ဒါနံပါတ် A အတွက်ကအဖြေကပြီးသွားပြီဖြစ်တယ်ရှစ်ဆယ်စဉ်းစားတယ်ကမလို့တော့ဟုတ်ပြီအဲ့ဆိုတော့နံပါတ် B လေးကိုသွားမယ် B ရလည်းဒီအတိုင်းပဲဟိုဒီအောက်က point တွေကိုပဲသူကပြောင်းပြီးပြီးသွားတာဖြစ်တယ်အဲ့တော့ parallel ဖြစ်လာရင်စစ်မယ်တို့ခုနကလိုပဲ direct level လူတွေရှာမယ်ပြီးကျူရ direct level လူကျူတဲ့က B ကိုနှုတ်မယ် L1 M1 N1 ထားမယ်2တဲ့ကပြီးတော့2တဲ့က3 note 2 minus 3 negative 3တဲ့က negative 1 note တော့ negative 3 plus 1 1တဲ့က negative 3 note တော့1 plus 3ဖြစ်မယ်အဲ့တော့ရှင်းလိုက်တော့ဒီက negative 1ဒီက negative 2ဒီက4ဖြစ်မယ် negative 1 negative 2 4ဟုတ်ပြီနောက်တစ်ခုပါကြမလဲ rs ကဒါရိုက်တဲ့ value ကိုရှာမယ် အဲ့တော့သူ့ L2 M2 N2 လို့သတ်မှတ်မယ်နာမည်ပေးမယ် S ထဲကအောင်နှုတ်မယ် negative 1နဲ့3နှုတ် negative 1 minus 3 negative 2တွေက negative 2ကိုနှုတ်တော့ negative 2 plus 2ဖြစ်သွားမယ်1နဲ့က5နှုတ်တော့1 minus 5ရှင်းလိုက်တော့ဒီက negative 4ဒီက0ဒီက negative 4ဟုတ်ပြီခုနကလိုပဲပြိုင်လားဆိုသိချင်တော့ L1 L2 M1 N2 M2 N1 N2 တွေရှားကြည့်လိုက်မယ် L1 မှာ L2 ကဘာရလဲ negative 1ကို negative 4နဲ့စားတော့အနှုတ်နှုတ်ကြည့်1 4နောက်တစ်ခါ negative 2ကို0နဲ့စားတော့ဒါ undefined မလို့သူ့ကိုမစားပြဘူးအဲ့တော့4ဘိုင် negative 4 n1 မှာ n2 က negative 1အဲ့တော့ဒီ ratio သုံးခုမှာသူကနှစ်ခုမတူဘူးဆိုတော့ကရပြီမတူတာကိုပြနိုင်ပြီဆိုရင်ရပြီသုံးခုလုံးမရှာလဲရတယ်ဟုတ်ပြီအဲ့တော့ l1 မှာ l2 နဲ့ m1 n1 မှာ n2 ဒီဘာဖြစ်နေလဲကွဲလွဲနေတယ် အဲ့ဒါဆိုရင်တခုရဲ့ derived value တွေဒီနောက်တခုရဲ့ derived value တွေရဲ့ဗာလဲ multiples မဖြစ်ဘူးမဖြစ်တော့ p2 နဲ့ rs ကပြိုင်အောင်မလားဆိုတော့ p2 နဲ့ rs မပြိုင်အောင်ပေါ့မပြိုင်ဘူးဆိုတော့သူကတခုမဟုတ်တခုဖြစ်ရမှာပေါ့နော်မပြိုင်ဘူးဆိုရင်ဘာလုပ်ရမလဲဒီစကူဖြစ်ဖို့ကဘာလုပ်ရမလဲပြိုင်လဲမပြိုင်အောင်ဖြတ်လဲမဖြတ်ရအောင်ဒါမှစကူကဖြစ်မှာ ဲ့တော့မပြိုင်ဘူးဆိုတော့နောက်တစ်ခုကဖြတ်လားမဖြတ်လားသူစဉ်းစားရမယ်အဲ့တော့ intern ဆက်ဖြစ်မဖြစ်ကိုစစ်ဆေးရမှာဖြစ်တယ်အဲ့ဒါကအရှိရအေဇန်မယ်ဒီမှာတွေ့ဘူးတဲ့အတိုင်းပဲ intern ဆက်ဖြစ်လားမဖြစ်လားစစ်ရင်အရင်ဆုံးပါဖြစ်လဲ intern ဆက်ဖြစ်တယ်လို့ယူဆပြီးတွေ့ရမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ intern ဆက်ဖြစ်တယ်လို့သူကယူဆမယ် PQ နဲ့ RS က intern ဆက်ဖြစ်တယ်ဟုတ်ပြီဘယ်လိုယူဆလဲဆိုရင် if a point xyz is on the lines p2 and rs 8.0ဆိုတော့ဒီ coordinate point လေးတခုကတဲ့ p q line ပေါ်မှာလည်းရှိတယ် rs line ပေါ်မှာလည်းရှိတယ်လို့သူကယူဆလိုက်တယ်အဲ့တော့အဲ့လိုယူဆတာဒီဘာဖြစ်လဲ P2 ပေါ်မှာ RS ပေါ်မှာသူကရှိနေတယ်ဆိုတော့ဒီ point လေးတစ်ခုတည်းကအဲ့ဒါဆို P2 နဲ့ RS ကစုံမက်ပေါ့သူကအဲ့ဒါဆိုတော့ P2 နဲ့ RS ကဘာဖြစ်လဲဖြတ်တယ်ပေါ့ဖြတ်တယ်ဒီ XYZ မှာဖြတ်တယ်လို့ယူဆလိုက်တာ ਨੇ အတူတူပဲဒါကဟိုဘက်က P2 RS point လေးခု ਨੇ ဒါလိုက်တဲ့ value နှစ်ခုကိုကူးလာတာဖြစ်တယ်မမြင်ရတော့လို့ဟိုဘက်ကို ီဘက်မှာ300ရရှိတယ်အဲ့တော့သူဒီ PQ ပေါ်မှာလည်းရှိတယ် RS ပေါ်မှာလည်းရှိတယ်ဒီဘိုင်းလေးရအဲ့ဒါဆိုရင်သူဒီ PQ ရဲ့ line equation ကိုလည်းပြည့်လဲမယ် RS က line equation ကိုလည်းပြည့်လဲမှာပေါ့ဟုတ်ပြီအဲ့တော့ line equation လေးရေးရအောင် PQ ရဲ့ line equation ကိုအရင်ရေးမယ်ဒါကဒီ formula နဲ့ရေးမယ် PQ ရဲ့ line equation P2 ဆိုတော့ H1 နဲ့ H1 ကိုဒီ P ရဲ့ point တွေကိုထားပြီးတွေ့မယ်။ LMN နေရာမှာဒီ P2 ရဲ့ directed value negative 1 negative 2 4တွေကိုထည့်လိုက်။အဲ့တော့ဒီမှာ3 minus 1 s ော3 minus s ဒီမှာ negative 1 minus 2 s ဆိုတော့ negative 1 minus 2 s ဒီမှာက negative 3မှာ4 s ဆိုတော့ negative 3 plus 4 s ဟုတ်ပြီအဲ့ဆိုဒီ XYZ ကလေးဒီ P2 ပေါ်မှာရှိတဲ့အတွက်ကြောင့်သူ့ရဲ့ coordinate တို့တို့က x က 3-s y က 1-1-2s z က -3 4s ဆိုပြီးတော့တို့ကရေးလိုက်လို့ရတယ်။အဲ့မှာသူ့ရဲ့ဒီ line P2 ပေါ်မှာ line P2 အတွက် real number ကိုတို့ကဘာနဲ့ကိုစားပြုလိုက်လဲ s နဲ့ကိုစားပြုလိုက်တယ် for sam real number s ဟုတ်ပြီအဲ့လိုပဲဒီ point လေးက RS ပေါ်မှာလည်းရှိတယ်ဆိုတော့အတူပါလို့မလဲ RS scale line equation ကိုလည်းပြည့်လဲမှာမို့လို့ RS line equation လေးကိုယူကြည့်မယ် RS ဆိုတော့တို့က R ကို x1 y1 z1 ထားမယ် derivative value ကိုကြတော့ RS scale derivative value ကိုသုံးမယ်ဟုတ်ပြီ RS အတွက် line equation က x y z equal to ဒီမှာ3 -4t သူကြသူ t ကိုသုံးမယ်တခုနဲ့တခုမတူအောင်သုံးမယ်နော် နောက်တစ်ခါ negative 2 0 t ဆိုတော့ negative 2ပဲ5 minus 4t ဟုတ်ပြီအဲ့ဒါဆိုတော့ဒီ point လေးဒီ rs ပေါ်မှာရှိတော့ rs scale equation ကိုပြည့်လဲမယ်။ဒါကြောင့် x y z တန်မိုးတွေကိုဒါနဲ့ညီလို့ရတယ်။အဲ့တော့ x 3 minus 40 y equal to negative 2 z equal to 5 minus 40 for some reasonable t ဆိုပြီးတော့သူကရေးလိုက်ပြီ။ ဟုတ်ပြီအဲ့တော့ဒီ x y z ဆိုတဲ့ point လေးက pq ဘော pq နဲ့ rs စုံတဲ့အမှတ်ဖြစ်တဲ့အတွက်ကြောင့် pq ဘောကအဲ့ x y z ကိုဒီနေ့နဲ့ rs ဘော x y z ကိုနေကဘာဖြစ်မှာလဲတထက်ထဲကြာမှာဖြစ်တော့ x coordinate အချင်းချင်းညီမယ် y coordinate အချင်းချင်းညီမယ် z coordinate အချင်းချင်းညီမယ်ဘာလို့ညီတာလဲဆိုရင်သူဒီ pq ဘောမှာ rs ဘောမှာစုံတဲ့အမှတ်တထက်ထဲကြာတဲ့အမှတ်မျိုးလို့ညီလိုက်တာဖြစ်တယ်ဟုတ်ပြီအဲ့တော့ညီလိုက်မယ် ဒီက face coordinate အချင်းချင်းညီလိုက်မယ် y coordinate အချင်းချင်းညီလိုက်မယ် z coordinate အချင်းချင်းညီလိုက်မယ်အဲ့တော့ equation ဘယ်နှကြောင်းဖြစ်သွားမလဲ၃ကြောင်းလို့ရတယ်အဲ့ဒါကို1 2 3ထားလိုက်မယ်ဟုတ်ပြီဒီ equation တွေကနေတို့ကဘာရှားရမှာလဲဆိုရင် s နဲ့ t ကိုရှားရမှာဖြစ်တယ် s နဲ့ t ဆိုတော့မတီကိန်းနှလုံးမတီကိန်းနှလုံးဆိုရင်တို့က equation နှစ်ကြောင်းရှင်ဖြည့်ရှင်းလို့ရတယ်တို့နှစ်ခုတန်ဖို့ရှားလို့ရတယ်ဘောနော်အဲ့တော့ဒီ၃ကြောင်းနဲ့တို့ကကြိုက်တဲ့နှစ်ကြောင်းယူပြီးတော့ ဖြည့်ရှင်းလိုက်မယ်။အဲ့မှာကြည့်လိုက်တော့နံပါတ် equation 2ကိုကြည့်လိုက်တော့သူက s တမျိုးပဲပါတယ်ဆိုသူ့ကိုရှင်းလိုက်ရင်ဘာရမလဲ s တန်းထွက်သွားမှာပေါ့နော်။အဲ့တော့ equation 2ကိုရှင်းလိုက်မယ်။ရှင်းလိုက်တော့ဒီမှာ s တန်းမူဒီမှာ negative 1ပြောက်သွား1ပေါင်းမယ်။ဘာပေါင်းမှဒီမှာဘာဖြစ်သွားမလဲ။ negative 1ဖြစ်မယ်။ဒီဘက်မှာ negative 2s ဖြစ်မယ်။ဟုတ်ပြီ။အဲ့တော့ negative 2နဲ့ထပ်စားလိုက်တော့ s ပဲကျန်မယ်။ဒီဘက်မှာ negative ဒီဘက်မှာ negative 1ကို negative 2နဲ့လာစားတော့1 2အဲ့တော့ equation 2ရ s တန်းမူထွက်သွားပြီ။ အဲ့တော့အဲ့ဒါကိုနောက် equation တစ်ခုကြိုက်တဲ့ equation တစ်ခုမှာအစားသွင်းလိုက်မယ်။ဘာမှသွင်းမလဲဆိုတော့ तू 1မှာသွင်းမယ်။1မှာဒါဆို1နဲ့2နဲ့တို့ပေါင်းဖြည့်ရှင်းတဲ့သဘောပေါ့နော် s နဲ့ t ရ1ရဲ့ဒီ s နေရာလေးမှာဗာတဲ့မလဲ1 2လေးထည့်လိုက်မယ်။1 2ထည့်မယ်ပြီးရင်ဒီ40ဒီဒီ t လေးကိုရအောင်အစဉ်စဉ်ဒီကဒီနှစ်ခုကိုပေါင်းလိုက်နှုတ်လိုက်မယ်။ပြီး3ကိုလည်းထပ်ပြီးတော့ပေါင်းနှုတ်လို့ပြီးရင် negative 4နဲ့စားလိုက်မယ်နှစ်ဖက်လုံး။ဒါဆိုရင် t တန်မှုထွက်သွားမှာဖြစ်တယ်။ ီတန်မှုကဘယ်လောက်ရလဲဆိုရင်1 by 8ရတယ်ဟုတ်ပြီအဲ့တော့ဆိုတော့1နဲ့2ကိုရှင်းလို့ s နဲ့ d ရလာပြီအဲ့တော့ဆိုတော့1နဲ့2ကိုတော့ဒီ s နဲ့ d ကပြည့်လဲမှာသိကြတယ်ဘာလို့လဲဆိုတော့1နဲ့2ကိုဖြည့်ရှင်းလို့ရလာတဲ့တန်မှုနှစ်ခုမျိုးလို့1နဲ့2ကိုတော့ပြည့်လဲပြီးသားဖြစ်မှာတို့တွက်တာမှန်ရင်ပေါ့နော်ဟုတ်ပြီအဲ့တော့ကိုဒါမဲ့သူက equation က3ကြောင်းရှိတာမလို့ဒီတို့ယူဆချက်ကနေရလာတာ equation က3ကြောင်းအဲ့တော့ဒီအဖြေတွေဒီ 1နဲ့2နှစ်ခုတည်းကိုပဲပြည်လဲနေလို့မရအောင်ဒီ equation 3ကိုပါပြည်လဲမှဒီအပြည့်နှစ်ခုကိုအတည်ပြုနိုင်မှာဖြစ်တယ်ဟုတ်ပြီအဲ့ဒါဆိုတော့တို့က equation 3ကိုပြည်လဲလားဆိုပြီး equation 3မှာဒီ s tan mu နဲ့ t tan mu ကိုထည့်မယ်ဒီဘက် left side မှာ s tan mu 1 by 2ထည့် right side မှာ t tan mu 1 by 8ကိုထည့်လိုက်မယ် equation 3မှာအဲ့တော့ substitute အစားသွင်းမယ် s 1 by 2 and t 1 by 8ဒီနှစ်ခုကိုအစားသွင်းမှာဘာမှသွင်းမှာလဲ in 3 equation 3မှာသွင်းမှာ အတွင်းလိုက်တော့ဒီ s နေရာလေးမှာ1 2ထည့်ဒီမှာ1 2ထည့်တော့ဒီကောင်မှာဖြစ်သွားမှာလဲ2 negative 3 plus 2ဆိုတော့ negative 1ဒီမှာတော့ t နေရာမှာဘာထည့်မလဲ1 by 8ကို d 4 t d နေရာမှာဘာထည့်မလဲ1 by 8ထည့်လိုက်တော့1 by 8နဲ့ဒီက4နဲ့ရှင်းလိုက်တော့ minus 1 by 2ဖြစ်မယ်ဒီကောင်ကိုရှင်းလိုက်တော့ဘာရမလဲဒီက10ဒီက1ဆိုတော့9 by 2အဲ့တော့ equation မှာ s t d တွေထည့်လိုက်တာ3မှာ left side ကအဖြစ်က negative 1ရတယ် right side ကအဖြစ်က9 2ရတယ်အဲ့တော့ negative 1နဲ့9 2ကဘာဖြစ်လဲမတူမတူဆိုရင်ဒီ s tan mu နဲ့ d tan mu ဒီဒီ equation 3ကိုဘာဖြစ်လဲမပြည့်လည်ဘူးပေါ့အဲ့တော့ဒီ s tan mu နဲ့ d tan mu ဒီ equation 3ကိုမပြည့်လည်ဘူးဆိုတာကိုရေးလိုက်မယ် the values of s and t s tan mu နဲ့ d tan mu တွေဒီတဲ့ do not satisfy မပြည့်လည်ပါဘူးတဲ့ဘယ်သူ့ကိုလဲ equation 3ကိုမပြည့်လည်ဘူး ဟုတ်ပြီအဲ့ဒါဆိုတော့ဒီ equation ၃ခုစလုံးကိုပြည်လဲတဲ့တန်ဖိုးတို့မှမရှိဘူးပေါ့နော် equation ၂ခုကိုပဲပြည်လဲတယ်ကျန်တဲ့တစ်ခုမပြည်လဲဘူးဆိုတော့ဒီတန်ဖိုးကိုတို့ကအတီယူပြီးသတ်မှတ်လို့မရတော့အဲ့ဒါဆိုတော့တို့အဲ့ဒါ equation ဒီ equation system ကြီးမှာဘာဖြစ်သွားလဲအဖြေမရှိတော့ဘူးပေါ့နော်တစ်ခုတည်းသောအဖြေမရှိဘူးပြည်၃ခုစလုံးကိုတစ်ပြိုင်တည်းပြည်လဲတဲ့အဖြေကမရှိဘူးအဲ့တော့ the system or equations has no solution ဒီ equation သုံးကြောင်းကိုဘာလို့ခေါ်တာလဲ systems or equation equation system ခေါ်တယ်အဲ့တော့ the system or equations has no solution ဒီ equation system ကအပြည့်မရှိဘူးတဲ့အဲ့တော့ဒီ equation system အပြည့်မရှိဘူးဆိုတော့ဒီ equation system ကဘာကနေဖြစ်လာတယ်ဆိုတော့ဒီ point လေးတစ်ခုတည်းက PQ ပေါ်မှာ RS ပေါ်မှာဟောရှိနေတယ် PQ နဲ့ RS ကဆုံပါတယ်ဖြတ်ပါတယ်လို့ယူဆထားတယ်ယူဆချက်ကနေဖြစ်လာတယ် အဲ့ဒါဆိုရင်ဒီ equation system မှာအပြည့်မရှိဘူးဆိုရင်တို့ယူဆထားတဲ့ယူဆချက်ဘာဖြစ်လဲမှားတာပေါ့မှားတယ်ဆိုတော့ pq နဲ့ rs ကဘာဖြစ်သွားရလဲ intercept မဖြစ်တော့ဘူးပေါ့ do not intercept therefore pq and rs do not intercept pq နဲ့ rs ကမဖြတ်ဘူးအဲ့ဒါဆိုရင်ရှေ့မှာ parallel ဖြစ်လာစစ်ခဲ့တော့လည်း parallel ကမဖြစ်ဘူး parallel မဖြစ်တော့ intercept ဖြစ်လာလို့ထပ်စစ်တော့လည်းအခု intercept ကမဖြစ်ဘူး parallel လည်းမဖြစ်ဘူး intercept လည်းမဖြစ်ဘူးဆိုရင် ဒီ PU နဲ့ RS ကဘာဖြစ်သွားပြီလဲဆိုရင် sequelines တွေဖြစ်သွားပြီအဲ့ထို့ကြောင့် PU and RS are sequelines PU နဲ့ RS က sequelines တွေဖြစ်ပါတယ်အဲ့တော့သူက parallel ဖြစ်သလား sequel ဖြစ်သလား intersect ဖြစ်သလားဆိုတော့မိကွန်းမှာတစ်ခုဖြစ်သွားပြီဆိုရင်ရပြီ80တွက်စရာမလိုတော့ဟုတ်ပြီအဲ့ဆိုနံပါတ် A က parallel ဖြစ်တယ်အခု B ကကြတော့ sequel ဖြစ်တယ်ဟုတ်ပြီအဲ့တော့ CO တို့သွားကြမယ် စီရကြတော့ determine whether the lines p q and r s are parallel or square or intersect ဒီဒီနံပါတ်1တခုလုံးကဒီမေးခွန်းဒီဒီမေးခွန်းမယ်နော်အောက်က point တွေပဲ꿰သွားမှာဖြစ်တယ်ဟုတ်ပြီထုံးစံအတိုင်းတို့ parallel ဖြစ်လာစစ်မယ် directed value ဆို p q ရှာမယ် directed value ဆို r s ရှာမယ်သူတို့ရဲ့ directed values တွေကို l1 m1 n1 သတ်မှတ်ထုံးစံအတိုင်းကျူတဲ့က p နှုတ်မယ် s တဲ့က r နှုတ်မယ် L1 M1 N1 နာမည်ပေးမယ် L2 M2 L2 နာမည်ပေးလိုက်ကွန်ပျူတာကောင်ကိုပေါင်းထုတ်လိုက်တော့ထားရအဲ့တော့ PGU နဲ့ RS ပြိုင်လားဆိုတော့သူတို့ရဲ့ drive level တွေရဲ့ ratio ကိုရှာကြည့်ရမယ် L1 ကို L2 နဲ့စာ negative 6ကို4နဲ့စာတော့ negative 3/2ရတယ်နောက် M1 ကို M2 နဲ့စာတော့8ကို2နဲ့စာတော့4ရတယ် N1 နဲ့ N2 နဲ့စားတော့ negative form negative 2နဲ့စားတော့ဘာရလဲအနှုံနှုံကြေသွားပြီးတော့2ရအဲ့တော့ဒီ ratio သုံးခုကဘာဖြစ်နေလဲတစ်ခုနဲ့တစ်ခုမတူတန်မိုးတွေမတူမတူတော့သူတို့အချိုးတွေလည်းမတူဘောဒီလိုအချိုးတွေမတူဆိုရင်ဒီ line line ကဘာဖြစ်လဲတစ်ခုရဲ့ derived value ကတစ်ခုရဲ့ multiple ဆိုရင်နှစ်ဆဆိုအကုန်လုံးနှစ်ဆဖြစ်နေရမယ်သုံးဆဆိုအကုန်လုံးနှစ်ဆ1/2ဆိုရင်လည်းအကုန်လုံး1/2ဆဖြစ်ရမှာအခုကအစတွေကအမျိုးမျိုးဖြစ်နေတယ်ဆိုတော့ တစ်ခုကတစ်ခုရဲ့ multiples မဖြစ်ဘူး right တဲ့ value ဆို pq are not multiples of rs right တဲ့ value ဆို rs အဲ့ဒါဆိုရင်တို့နှစ်ခုဘာဖြစ်လဲမပြောင်းဘူးပေါ့ pq is not parallel to rs pq နဲ့ rs မပြိုင်ပါဘူးမပြိုင်ရင်တို့ကခုနကလိုပဲ intersect ဖြစ်လာဆက်ပြီးတော့ sig ကပြိုင်လည်းမပြိုင်ဘူးဖြတ်လည်းမဖြတ်ဘူးဆိုရင်စခုမပြိုင်မြင်မဲ့ဖြတ်တယ်ဆိုရင်မလုပ်ရမလား perpendicular ဖြစ်လာဆက်ပြီးတော့စစ်ဆေးရမှာဖြစ်တယ် ကဲအခုပြိုင်တာကတော့မပြိုင်ဘူးငါကလို့ပဲ intercept ဖြစ်လာလို့စစ်မယ်အဲ့တော့ထုံးစံအတိုင်းပဲ intercept ဖြစ်ပါတယ်လို့သူယူဆမယ်ဟိုဘက်က drive level လူတွေ point တွေပြန်ကူးမယ်ဒီဘက်မှာတုံးရင်ဟိုဘက်ကမမြင်ရတော့လို့အဲ့တော့ဒါကပါလေ PQ နဲ့ RS ကဖြတ်ပါတယ်စုံပါတယ်လို့ယူဆလိုက်တဲ့သဘောတရားဖြစ်တယ် point လေးတစ်ခုက PQ ပေါ်မှာ RS ပေါ်မှာရောတပြိုင်တည်းရှိနေတယ်ဆိုတော့သူတို့နှစ်ခုဖြတ်မှတ်သူတို့နှစ်ခုစုံတယ်ဖြတ်တယ်လို့ယူဆရတဲ့သဘောဖြစ်တယ် အဲ့ဒါဆိုရင်ဒီ point လေးဒီဒီသူ့ရဲ့ line equation ကိုလည်းပြည့်လဲမယ်သူ့ရဲ့ line equation ကိုလည်းပြည့်လဲမယ်အဲ့တော့ line equation formula လေးရေးမယ်ပြီးရင် p q ရဲ့ line equation ရေးမယ် p q ရဲ့ line equation ရေးခြင်းတို့ကဒီ x1 y1 z1 နေရာမှာပါရေးမယ် p ရဲ့ point ကိုသုံးမယ် l m n နေရာမှာ p q ရဲ့ derivative value တွေကိုသုံးပြီးတော့ရေးလိုက်မယ်ဟုတ်ပြီဒီမှာ4ဒီမှာ negative 6ဆိုတော့4 6s ဒီမှာ negative 2ဒီမှာ8ဆိုတော့ negative 2 8s ဒီမှာ5ဒီမှာ -4 ဆိုတော့ 5-4s ဟုတ်ပြီအဲ့ဆိုဒီ x y z ရဲ့ coordinate တွေကိုဒါနဲ့ညီလို့ရတယ်ပြီးကျူပေါ်မှာရှိတဲ့အတွက်ကြောင့် p q ရဲ့ x coordinate y coordinate z coordinate တွေကိုကိုစားပြုတယ်အဲ့တော့ x က4 6s y ရမယ် -2 8s z က5 4s ဆိုပြီးတော့ရေးလိုက်4 7 real number s အဲ့တိုင်းပဲသူက RS ပေါ်မှာရှိတယ်လို့ယူဆထားတော့ RS ရဲ့ equation ကိုလည်းပြည့်လဲမှာပဲအဲ့တော့ RS equation ရေးမယ် RS equation ဘယ်လိုရေးမလဲ x1 y1 နေရာမှာဒီနေရာတွေမှာ r ကိုသုံးမယ် r ရဲ့ point ကိုသုံးမယ် derived value lmn နေရာမှာ RS ရဲ့ derived value ကိုသုံးပြီးတော့ရေးလိုက်မယ်ဟုတ်ပြီပြီးတော့မှဒီ x y z တွေဒီ point ဒီ line ပေါ်က coordinate တွေကိုကိုစားပြုတယ်ဆိုတော့ ဒီအောင်နေညီလိုက်မယ် x ညမှာ negative 1 plus 4t y ညမှာ1 plus 2t z ညမှာ4 minus 2t ဆိုပြီးတော့ညီလိုက်မယ် for some real number t အတွက် pq အတွက် real number က s rs အတွက် real number က t line တစ် line စီဖြစ်နေလို့သူတို့ real number တစ်မျိုးစီသုံးပေးမယ်မတူအောင်ဟုတ်ပြီဒီ point နှစ်ခုကစုံနဲ့အမှတ်ဖြတ်တဲ့အမှတ်ဆိုတော့တခြားတစ်ထပ်ထဲကြာတာပေါ့ pq ဘောက x y z နဲ့ rs ဘောက x y z က တခုတည်းဖြစ်တယ်တစ်ထက်တည်းကြတယ်ဒါကြောင့်မို့လို့သူတို့ရဲ့ coordinate တွေကညီနေမယ်တစ်ထက်တည်းကြတော့ x coordinate အချင်းချင်းညီလိုက်မယ် dy coordinate အချင်းချင်းညီလိုက်မယ် z coordinate အချင်းချင်းညီလိုက်မယ်အဲ့ဒါကို equation 3ချောင်းရလာတယ်အဲ့တော့သူတို့ equation 1 2 3ဆိုပြီးထားလိုက်မယ်ထုံးစံအတိုင်းပဲ s နဲ့ t ကိုရှာဖို့အတွက်ခြိုက်တဲ့ equation တစ်ခုကိုယူပြီးတော့သုံးလို့ရတယ်အဲ2နဲ့3ကိုသူကယူသုံးတယ်အခု equation 2 plus equation ဘာနဲ့မှမြောက်เสียရမလို့ဘာလို့လဲဆိုတော့ဒီမှာတူတီတူတီတန်းကြီးမှလို့ဘာလို့လုံးမှကြီးမှလဲပေါင်းရင်ကြီးမှလားနှုတ်ရင်ကြီးမှလားကြီးလိုက်တော့လက္ခဏာမတူတော့ပေါင်းလိုက်တာနဲ့ကြီးသွားမှဖြစ်တယ်အဲ့တော့ပေါင်းတယ်အဲ့တော့ဒီမှာ negative 2နဲ့5နဲ့ပေါင်းတော့ plus 3 8s နဲ့ negative 4s နဲ့ပေါင်းတော့ plus 4s 1နဲ့4နဲ့ပေါင်းတော့5 plus 2t နဲ့ minus 2t ပေါင်းတော့0ပေါ့နော်အဲ့တော့ဒါရဒီကောင်ကိုရှင်းလိုက်3ကိုနှုတ်ဒီမှာ2ကျက်ဒီမှာ 4s စားလိုက်တော့1 2အဲ့တော့ s ရသွားပြီအဲ့တော့အဲ့ဒီ s ကိုဒီ2တို့မဟုတ်3တခုခုမှာပဲပြန်သွင်းရမယ်တီရှာဖို့အတွက်အဲ့တော့သူကဘာမှသွင်းမလဲဆို3မှာသွင်းလိုက်မယ်ကြိုက်တာမသွင်းလို့ရတယ်နော်2နဲ့3 substitute s equal to 2 s equal to 1 by 2ကို substitute အစားသွင်းမယ်မြန်မာလည်း in equation 3ဒီနေရာမှာဗားထဲမှာလဲဒီ s ကလေးနေရာမှာ1 by 2ထည့်လိုက်ရင်4နဲ့1 by 2နဲ့ညောတော့2 5ထဲက2နောက်တော့3 အဲ့တော့3နဲ့4 minus 2တီနဲ့ဆက်ရှင်လိုက်တော့ t tan ဝူဒီ1 2ရမှာဖြစ်တယ်။ဟုတ်ပြီအဲ့တော့ s နဲ့ t ရလာပြီ equation 2နဲ့3ကိုဖြည့်ရှင်းလိုက်တာ s tan ဝူနဲ့ t tan ဝူရပြီ။ဒါဆိုရင်ဒီ s tan ဝူနဲ့ t tan ဝူဒီဒီ equation 2နဲ့ equation 3ကိုတော့ပြည်လည်မှာသိကြတယ်။ဒါပေမဲ့သူကဒီ equation 3ချောင်းလုံးကိုပြည်လည်ဖို့လိုတယ်။ဒါကြောင့် equation 1ကိုပြည်လည်လားဆိုပြီးစစ်လိုက်။စစ်လိုက်တော့ဒီဘက်မှာ s နေရာမှာ1 2ကိုသူကအစားသွင်းမယ်။ ဒီတီနေရာမှာ1 2ကိုအစားသွင်းမယ်အဲ့ဒါဒီချရေးလည်းရတယ်ပေါ့နော်ကိုစိတ်နဲ့အစားသွင်းနိုင်ရင်လည်းရအခုဒီမှာတော့အချမရေးပဲစိတ်နဲ့ပဲစစ်ကြည့်လိုက်တယ်ဒီမှာ1 2ထည့်လိုက်တော့ဘာဖြစ်မလဲဒီကောင်3ဖြစ်မယ်အဲ့တော့4 3ဆိုတော့ဒီဘက်အချက်က1ရဒီဘက်ကလည်း1 2ထည့်ရင်4နဲ့1 2မြောက်တော့ဘာဖြစ်မလဲ2ဖြစ်မယ် negative 1 positive 2ဆိုတာရမယ်1ပဲရဒီဘက်ကလည်း1ရဒီဘက်ကလည်း1ရဆိုတာဘာဖြစ်လဲဒီတန်မိုးနှစ်ခုက equation 1ကိုပြည့်လဲတယ် တော့ကိုကတော့ဟိုကျောင်းသူကျောင်းသားတွေအနေနဲ့ဒီရမှာခြာခொနကလိုပဲရှိရပု္ပ္ပာလိုထည့်ပြီးအစားသွင်းပြလိုက်ရင်လည်းရတယ်အစားသွင်းပြလိုက်တာတော့ပိုကောင်းပါတယ်အဲ့တော့ the real numbers s and t also satisfying the equation 1ဒီကိန်းစစ်ကလေး s နဲ့ d ဆိုတော့ဒီမှာထားခဲ့တဲ့ဒီတန်ဖိုးလေးကိုထွက်လာတဲ့ဒီတန်ဖိုးလေးတွေဒီ equation 1ကိုလည်းဘာဖြစ်လဲပြေးလဲပါတယ်အဲဆို तू က2နဲ့3ကိုပြေးချင်းလို့ရလာတာမလို့2နဲ့3ကိုပြေးလဲပြီးသား ဝမ်းကိုလည်းပြေးလဲလာလို့စစ်လိုက်တော့ဝမ်းကိုလည်းပြေးလေဒါဆိုရင်သူဒီပါဖြစ်လေ equation ၃ချောင်းလုံးကိုပြေးလေတယ်ဗောဒီ s tan mu နဲ့ t tan mu อ่ะအဲ့တော့ equation ၃ချောင်းလုံးကိုပြေးလေတယ်ဆိုရင်တို့ယူဆထားတဲ့ယူဆချက်ဒီပါဖြစ်လေမှန်တယ်ဗောအဲ့ဒါဆိုရင် p q ပေါ်မှာဒီ x y z ဆိုတဲ့ point လေးရပါဖြစ်လေ p q ပေါ်မှာရော rs ပေါ်မှာရောရှိနေတယ်လို့ယူဆတာမှန်တဲ့အတွက်ကြောင့် p q နဲ့ rs ပါဖြစ်လေဖြတ်တယ်ဗောအဲ့တော့ ပြည်သူနဲ့ RS ကဒီမှာ equation သုံးကြောင်းလုံးကိုပြည်လဲပါဖြစ်လဲ intercept ဖြစ်တယ်လို့ရေးလို့ရသွားပြီ။ဒါပေမဲ့ဘယ်နေရာမှာ intercept ဖြစ်လဲတတိယချက်ဖော်ပြခြင်းလဲဆိုရင်ဒီ s tan 1/2ကိုဒီ x y z နေရာတွေဒီမှာတွေထည့်လိုက်။ထည့်လိုက်တော့ s နေရာမှာ1/2လေးထည့်လိုက်တော့1 2 3ဆိုပြီး point လေးကထွက်လာ။ဒီဒီမှာလဲ t တွေထည့်လိုက်မယ်ပေါ့နော်။ဒီမှာဒီမှာ t တွေထည့်လိုက်ရင် x y z tan 1ကဘာထွက်မလဲ။ ူကလည်း1 2 3ပဲထွက်တယ်။ဘာလို့ဆိုတော့သူတို့ကူကဖြတ်တယ်ဆိုတော့စုံနဲ့အမှတ်ဖြတ်တဲ့အမှတ်တနေရာထဲမှာတတ်တဲ့ကြလို့ PQ ဘောက coordinate နဲ့ RS ဘောက coordinate ကအတူတူပဲဖြစ်နေမှာဖြစ်တယ်။အဲ့တော့ PQ နဲ့ RS ကဒီ equation သုံးချောင်းကအဖြေဖြေပြည်လဲတဲ့အဖြေရှိတယ်ဆိုရင်ဖြတ်တယ်လို့ရေးလို့ရသွားပြီ။ဒါပေမဲ့ဘယ်နေရာမှာဖြတ်လဲရေးခြင်းဘာဖြစ်မလဲ1 2 3ဆိုတဲ့ point မှာဖြတ်ပါတယ်ဆိုပြီးတော့တခါတဲ့အခိုင်မှာရေးလိုက်လို့ရတယ်။အဲ့တော့ PQ and RS intersect at 1 2 3ဒီ point လေးမှာ တို့နှစ်ခုဖြတ်ပါတယ်ဆိုပြီးရေးလိုက်လို့ရပါတယ်အဲ့တော့ဆိုတော့ပု္ပ္ပာမေးထားတဲ့ parallel ဖြစ်သလားစက္ခုဖြစ်သလား intersect ဖြစ်သလားဆိုတော့မေးခွန်းဘာဖြစ်လဲ parallel တော့မဖြစ်ဘူးအခုဘာဖြစ်သွားပြီလဲ intersect ဖြစ်သွားပြီအဲ့တော့ parallel မဖြစ်ပေမဲ့သူက intersect ဖြစ်တယ်အဲ့ဒါဆိုရင်သူကစက္ခုဖြစ်အောင်မလားဆိုတော့မဖြစ်တော့စက္ခုက parallel လည်းမဖြစ်ဘူး intersect လည်းမဖြစ်ဘူးဆိုမှဘာဖြစ်မှာလဲစက္ခုလို့ပြောလို့ရအခုကသူက intersect ဖြစ်တယ် parallel မဖြစ်ပေမဲ့ intersect ဖြစ်တယ်အဲ့တော့ စကူမဖြစ်တော့ဟုတ်ပြီအဲ့တော့ဆိုအင်တာဆက်ဖြစ်ခဲ့ရင်တဲ့ပုံစံကဘာပြောထားလဲအဲ့ line နှစ် line ဟာအာသည်ပါပန်ဒီကူလာတောင်းမှန်ကြသလားလို့မေးထားတယ်အဲ့တော့ဆိုတော့သူကတောင်းမှန်ကြလားမကြလားဆက်ပြီးတော့စစ်ဆေးရမှာဖြစ်တယ်အဲ့တော့ down man ကြဖို့ဆိုရင် အချက်ဘယ်နှချက်လိုအပ်လဲဆိုရင်ဒီ line နှစ် line down man ကြဖို့ဆိုရင်ဒီ definition အရသိထားတာအချက်ဘယ်နှချက်လိုအပ်လဲဆိုနှစ်ချက်လိုအပ်တယ်။နံပါတ်1က သူတို့ line နှလိုင်းရပါဖြစ်လေဖြတ်ဖို့လိုတယ် intercept ဖြစ်ဖို့လိုတယ်ဟုတ်ပြီအဲ့ဒါဆို intercept ကဖြစ်သွားပြီနောက်တစ်ချက်ကဗာကျန်သေးလဲဆိုအဲ့ line နှလိုင်းရဲ့ directed value တွေကိုသက်ဆိုင်ရာ directed value တွေမြောက်ပြီးတော့ပေါင်းတဲ့ပေါင်းလက်က0ဖြစ်တယ်အဲ့နှစ်ချက်နဲ့ညီမှဗာဖြစ်မှာလေသူက perpendicular ဖြစ်မှာအဲ့တော့တစ်ချက်က intercept တော့ဖြစ်သွားပြီနောက်တစ်ချက်က l1 l2 + m1 m2 + n1 n2 က0နဲ့ညီမညီစစ်မယ်အဲ့တော့ l1 l2 plus m1 m2 plus n1 n2 ကိုရှာကြည့်မယ်ပေါ့ရှာကြည့်မယ်ဒီမှာ l1 နေရာမှာ negative 6 l2 နေရာမှာ4 negative 6နဲ့4နဲ့မြောက်မယ်8နဲ့2နဲ့မြောက်မယ် negative 4နဲ့ negative 2နဲ့မြောက်မယ်ပြီးရင်အဲ့သုံးခုကိုပေါင်းလိုက်မယ်ဟုတ်ပြီဒါရီရှင်းမယ် minus 24 16ဒီက8ဒီက positive 8ဖြစ်မယ်နော် minus 24 16နဲ့8နဲ့ပေါင်းတော့ဘယ်လောက်လဲ24အဲ့တော့ negative 24 positive 24ဆိုတော့ 0ပုတ်ပြီးအဲ့ဆိုဒီကောင်က0ဖြစ်သွားပြီအဲ့တော့သူလိုအပ်ချက်နှစ်ချက်စလုံးဘာဖြစ်သွားလဲလဲရသွားပြီဒါဆိုရင်ဒီ L1 L2 M1 M2 N1 N2 ရဲ့ character value ပြီးကျူတွေ IS တွေဒီချက်နဲ့လည်းညီသွားပြီဒီ point ဒီသူတို့နှစ်ခုကဘာဖြစ်လဲဖြက်လဲဖြက်တယ်ဆိုရင်အဲ့ဒီ line line ပြီးကျူနဲ့ RS ကဘာဖြစ်ပြီလဲ perpendicular ဖြစ်ပါတယ်လို့ပြောလို့ရပါပြီသူက perpendicular ဖြစ်လာလို့မြင်တာဖြစ်ချမ်းသတိပြပါလို့တော့မပအောင် ဖြစ်လာဆိုတော့အကယ်၍ဒီမှာ does not equal to 0ဖြစ်သွားတော့ဘာရေးပြရမလဲမဖြစ်ပါဘူးလို့ရေးပြရမှာပေါ့0 equal to 0ဖြစ်သွားတော့ဘာဖြစ်လဲဖြစ်ပါတယ်လို့ရေးလိုက်အောင်မှာပေါ့ဒါပါပဲအဲ့တော့အခုက abc သုံးခုပြီးသွားပြီ a ရပါဖြစ်လဲ parallel ဖြစ်တယ် b ရပါဖြစ်လဲ parallel လည်းမဖြစ်ဘူး intersect လည်းမဖြစ်ဘူးအဲ့တော့စကူဖြစ်သွားတယ် c ရကြတော့ parallel တော့မဖြစ်ဘူးဒါပေမဲ့ဘာဖြစ်လဲ intersect ဖြစ်တယ် intersect ဖြစ်တော့ သူဒီပါပန်ဒီကူလာဖြစ်လာလို့ဆက်ပြီးတော့စစ်ဆေးလိုက်တယ်စစ်ဆေးလိုက်တော့ဘာဖြစ်လဲဖြစ်တယ်ဟုတ်ပြီအဲ့တော့ဆိုတော့ဒီပုံစံသုံးပုဒ်ကိုတိရှာပြန်ပြီးတော့နားထောင်ပြီးလေ့ကျင့်ကြည့်ပါเนาะကျွန်းကျွန်းကျင့်ကျင့်ဖြစ်သွားအောင်အဲ့တော့သူကပါပန်ဒီကူလာဖြစ်လာလို့မေးတာเนาะဖြစ်ကြောင်းသက်သက်ပြပါလို့မပြောဘူးအဲ့တော့ဖြစ်ရှင်လည်းဖြစ်မယ်ဖြစ်ရှင်မှလည်းဖြစ်မယ်ဒီမှာကိုအပေါင်းနှုတ်ရှင်းတာတော့မှန်ကန်မှုလို့တာပါเนาะအပေါင်းနှုတ်ရှင်းတာမှားလို့ဇီရိုဖြစ်တဲ့အသားနဲ့ဖြစ်တာမျိုး 0မဖြစ်တင်မဲ့နဲ့ဖြစ်သွားတာမျိုးတော့မဖြစ်ဖို့လိုတယ်။အဲဒါသေချာကိုရှင်းတာလည်းမှန်တယ်ဆိုရင်0နဲ့တကယ်ညီသွားရင်သူဒီ perpendicular ဖြစ်တယ်။အကယ်၍မြန်ဒီမှာ0နဲ့မတူတဲ့ demo တစ်ခုထွက်လာရင်ဘာဖြစ်လဲ PQN RSR နော် perpendicular လို့ရေးပြရမှာပေါ့။ဟုတ်ပြီအဲ့ဒါဆိုတော့နံပါတ် D ဂျန်သေးတယ်။အဲဒီကလည်းဒီ ABC 3မျိုးနဲ့1မျိုးမျိုးနဲ့တော့တူမှာတေးကြတယ်အဲ့တော့ D ကို ကိုယ့်အကူတွေ့ကြည့်ပါလို့ပြောချင်ပါတယ်ဒီ ABC 3ခုကိုလေ့ကျင့်ပြီးရင်တေချာနားလည်အောင်နားထောင်ပြီးရင်ပြန်လေ့ကျင့်ပြန်တွဲအလွတ်တွဲအဲအဲ့လိုတေချာအလွတ်တွဲနိုင်သွားပြီဆိုရင်ဒီလေးကိုလည်းကိုယ့်အကူအလွတ်ဆက်တွဲပါလို့ပြောချင်ပါတယ်အဲ့တော့အားလုံးဆင်ပြေကြပါစေဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်